အရှင်ဖေယမေလျှောက်ခွင့်ပြုပါဖေယဖေယမှာဌာပနာရွှေတွေလှူရင်ပေသွားရင် တိုက်ဆောင်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဖေယဖြေချပေးတော်မူပါဖေယတဲ့တိုက်ဆောင်တို့ဥစ္စာဆောင်တို့ဆိုတာကကြားကောင်းအောင်သုံးတဲ့အသုံးနှုန်းတွေပါနော်တကယ်တော့ကိတ္တာတွေဖြစ်ပါတယ်ကိတ္တာဖြစ်တယ်ဆိုတာက အပေကြသွားတာပါရှင်နလောဘိနဒုဋ္ဌာတိတတ္တာကိသန္တိဒုက္ကဒိန်တဲ့လောဘတရားနှိမ့်ဆက်တဲ့ပုဂ္ဂိုလ်တွေဟာ အပေလေးပါသူကြာရောက်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဥစ္စာကြောင့်တိုက်ဆောင်အဖြစ်နဲ့ပြိတာဖြစ်ပြီးအပေကြာရခြင်းအကြောင်းရင်းဟာဖះကိုရွှေငွေဌာပနာတွေလှူလို့မဟုတ်ပါဘူးเนาะအဲ့ဒီရွှေငွေဌာပနာတွေအပေါ်မှာဆွဲလန်းနေတဲ့လောဘကြောင့်ဖြစ်ပါတယ်လောဘရှိနေသေးတဲ့၍ဘာကိုပဲဆွဲလန်းဆွဲလန်းအပေလေးပါးကိုကြာရောက်နေအောင်မှာဖြစ်ပါတယ်အရှင်ဖះမောင်နှမဝန်းကွဲချင်းယူရင်ဘယ်လိုအပြည့်ဖြစ်လဲဖះ ဗီဒီယိုလေးနဲ့ဖြည့်ပေးပါတဲ့။ဦးဇင်းတို့အင်္ဂုတ်တရနိကေမှာပါလောကတုတ်ဆိုတာရှိတယ်နော်။အဲ့ဒီပါလောကတုတ်ထဲမှာလူတွေဟာမလျော်မကန်သောတဏှာယာကစိတ်တွေနဲ့ပေးသားတော်ဆက်တဲ့သူအချင်းချင်းပြန်ယူကြမယ်ဆိုရင်ဇာတိဥဒုတွေဖောက်လဲဖောက်ပြန်ဖြစ်ပြီးလောကကြီးပျက်စီးနိုင်တယ်လို့ဖះရှင်ဟောကြားတော်မူထားပါတယ် ဒါတွေဟာသွေးသားတော်ဆက်တဲ့မောင်နှမအချင်းချင်းပြန်ယူခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အဖြစ်တွေပဲဖြစ်ပါတယ်။ဒီနေရာမှာဤအကြောင်းအရာကို နားထောင်ရတဲ့လူအချို့ကဖျားအလောင်းလေးပဲမောင်နှမချင်းပြန်ယူထားတာပဲဆိုပြီးစောရကတက်လာနိုင်စရာအကြောင်းရှိပါတယ်။ဖျားအလောင်းမောင်နှမချင်းယူရတဲ့အကြောင်းရင်းကတဏှာရာဂကြောင့်ယူတာမဟုတ်ပါဘူး။အောက်ကကမင်းလက်ထက်မှစ၍တာဂီဝင်မင်းတွေဟာ အခြားသွေးရောတာကိုအလိုမရှိတဲ့အတွက်စီလုံးမှုရှိအောင်ဆိုပြီးသွေးသားတော်ဆက်တဲ့မောင်နှမအချင်းချင်းပြန်ယူလာတာကြောင့်ရှေးထုံတန်းစင်လာကိုထိမ့်သိမ်းဆောင်လျှောက်တဲ့အနေဖြင့်မလွဲမရှောင်သာ၍ဖရာအလောင်းလေးပဲမောင်နှမချင်းပြန်ယူရခြင်းဖြစ်ပါတယ်။ဒါကစောရကတက်လာမှာဆိုလို့ကြိုပြောထားတဲ့ဇာတ်ကားဖြစ်ပါတယ်။နမောတတမြန်မာလူ ပြန်ပေးတော်မူပါအရှင်ဖရာအစာအဆုံးစလုံးပေါင်းမှားရင် ခွင့်လွှတ်ပါဖရာတဲ့နမောတတဂါထာတိဘဂဝါဂုံတော်ရေအရဟံဂုံတော်ရေသမ္မာသမ္ဗုဒ္ဓဂုံတော်ရေဟုဂုံတော်၃မျိုးပါဝင်တဲ့ဂါထာဖြစ်ပါတယ်နမောတတဂါထာကိုမြန်မာမပြန်မီနမောတတဂါထာရွတ်ဆိုပုံကို ပြောပြခြင်းပါတယ်တချို့ကနမောတတဘဂဝါတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာဟု နမောတတဂါထာကို လေဗရခွဲပြီးရွတ်ဆိုနေကြပါတယ်အဲ့ဒီလိုရွတ်ဆိုတာဟာမှားပါတယ်တန်ယုတ်တနိကေအာဂန္ဓဝတ်ဒနေစာဤတုတ်အဖွင့်တီကမှာနမောတတဂါထာသည်နမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာဟုငါပရခွဲ၍ရွတ်ဆိုရသောဂါထာဖြစ်တာကြောင့်နမောတတဂါထာသည်အေဝံပင်စာပရိကဂါထာဖြစ်တယ်ဟု ဖွင့်ဆိုထားပါတယ် ။ဒါကြောင့်နမောတတခါထာကိုရွတ်ဆိုတဲ့အခါမှာနမောတတဘဂဝတော်အရဟတော်တမာတံဘုဒ္ဓတာဟုရွတ်ဆိုရမှာဖြစ်ပါတယ်။နမောတတမြန်မာပြန်ကတော့ဘဂဝတော်ဘုံတော်ကြီးတော်မူသောအရဟတော်ပူဇော်အထူးကိုခံယူတော်မူထိုက်သောသမ္မာသမ္ဗုဒ္ဓတတရားအလုံးစုံကိုကိုတော်တိုင်သိတော်မူထသောတတ ထိုမြတ်စွာဘုရားအားနမောရှ िख ိုးပါ၏လို့ဖြစ်ပါတယ်။အနာကြီး၅မျိုးဆိုတာဘာကိုပြောတာလဲဖုရားပြန်လဲမိန်ကြားပေးတော်မူပါဖုရားတဲ့။အနာကြီး၅မျိုးဆိုတာ၁ကုဋ္ဌနူနာယောဂ၂ဂန္ဓာထွမြင်းနာမြင်းဖုနာ၃တောတသွေးသားကိုခမ်းချောက်စေတတ်သောခရယုတ်ချောင်းစိုးပန်းနာယောဂ၄တိလာတခယူသိန်းဝဲကြီးညင်းကြီးယောဂ၅ အပ္ပမာရတဲကြီးပြည်လျံဘီလူဖန်ဆာသဖြင့်ယူနှံသောယောဂါတို့ပဲဖြစ်ပါတယ်။ဒါဟာအနာကြီး၅မျိုးပဲဖြစ်ပါတယ်။အဆိုပါအနာကြီး၅မျိုးရှိတဲ့သူတွေကိုယဟန်ခံမပေးရပါဘူး။နိဗ္ဗာန်ဆိုတာကိုရှင်းအောင် ရှင်းပြပေးပါအရှင်ဖေရားတဲ့။နိဗ္ဗာန်ဆိုတာပေခူတိုင်းကဝါမျိုးနယ်ထဲကယွာနံမေကိုပြောတာဖြစ်ပါတယ်။ အဲ့ဒီရွာရဲ့နာမည်ကနိဗ္ဗာန်တဲ့တဂါရဂမတွေရေရအောင်လို့စလိုက်တာပါနိဗ္ဗာန်ဆိုတာပါဠိစာပေနိဗ္ဗာန်ဆိုတဲ့ပါဠိကစဉ်သက်လာတာဖြစ်ပါတယ်ပါဠိဘာသာမှာနိဝါဏနိနဲ့ဝါဏကိုပေါင်းဆက်ထားပါတယ်နိဆိုတာမရှိခြင်းကိုဟောပါတယ်လွတ်မြောက်ခြင်းကိုလည်းဟောပါတယ်ထွက်ခွာခြင်းကိုလည်းဟောပါတယ်ဝါဏဆိုတာကတော့ တဏှာကိုဟောတာဖြစ်ပါတယ်။និဝါဏဆိုတာတဏှာမရှိခြင်းတဏှာမလွတ်မြောက်ခြင်းတဏှာမထွက်ခွာခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ဒါဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်။အရှင်ဖေယမဖြစ်နိုင်တာမရှိဘူးလို့ကြားဘူးပါတယ်ဖေယ။အကယ်၍ဖေယလို့ကြင့်ကြံအာထုတ်ပါကအလင်းဆောင်သူတယောက်ဖြစ်နိုင်ပါသလားဖေယ။ဖြည့်ပြီးတော်မူပါဖေယတဲ့။တာမန်အလင်းဆောင်သူတယောက်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖျားအဖြစ်နဲ့အလင်းဆောင်ဖို့ဆိုရင်တော့တော်ယုံနဲ့မရနိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်ဖျားဖြစ်ဖို့ဆိုတာဟာမလွယ်လို့ပဲဖြစ်ပါတယ်။ဖျားတဆူဖြစ်ဖို့အတွက်ဖျားအလောင်းဟာပါရမီ၁၀ပါးစွန်ကြီးခြင်း၅ပါးစရိယ၃ပါးတို့ကိုဖြည့်ကျင့်မှသာဖျားဖြစ်ပါတယ်။ဖြည့်ကျင့်တယ်ဆိုတဲ့နေရာမှာလည်းပဲတဘောဝါတဲ့ဖြည့်ကျင့်ရတာမဟုတ်ပါဘူး။ပညာအဓိကဖျားဆိုရင်လေးတင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါတယ်။ ရိယဒီကဖရာဆိုရင်16သိန်းချီနဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်။ဗဒာဒီကဖရာဆိုရင်10သိန်းချီနဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်။အဲ့ဒီလိုပါရမီတွေမြောင်များစွာ ဖြည့်ခြင်းမှသာလျင်ပဲဖရာအဖြစ်ကိုရရှိပါတယ်။ဒါကြောင့်ဖရာအဖြစ်နဲ့အလင်းဆောင်ဖို့ဆိုတာဟာတော်ရုံမလွယ်တဲ့ကိစ္စတစ်ခုပါပဲ။အရှင်ဖရာတည်င်းကျွတ်စွမ်းတော်ကတ်တာညနေပိုင်းကတ်ကောင်းလားဖရာတဲ့။ ဟုတ်တယ်တချို့နေရာတွေမှာလीတည်င်းကျုကာလစွမ်းတော်ကြီးကတ်တဲ့အခါမှာတည်သီးဝလံတွေကိုဖျားရှိမှညနေပိုင်းကတ်ထားတာကိုဥစဉ်တွေ့ဘူးပါတယ်တကယ်တော့လုံးဝမကတ်တင်ပါဘူးဘာကြောင့်မကတ်တင်တာလဲဆိုရင်တည်သီးဝလံတွေ ဆိုတာကယာဝကာလီကခဲပွဲထဲမှာပါတာကြောင့်ဖျားရှင်ဟာညနေစာမဖုံးပေးတဲ့အတွက်မကတ်ကောင်းခြင်းဖြစ်ပါတယ်ကတ်ရင်လဲကုသိုလ်မရပါဘူး ။ဒါကြောင့်ညနေပိုင်းမှာမကပ်ဖဲနဲ့မနှက်မိုးတော့အာယုံတက်မှကပ်ပါလို့ပြောကျင်ပါတယ်။အရှင်ဖေယမေးရတာလဲအကျိန်အရေးတွေများလာပါပြီဖေယ။ကြီးစီတီးရတဲ့အကြောင်းလေးရှင်းပြမိန့်တော်မူပါအောင်ဖေယတဲ့။ကြီးဆိုတဲ့တထုကအအေးတက်ဖြစ်တဲ့အတွက်ကြီးစီတန်ကိုကြားရတဲ့သူတိုင်းမှာ စိတ်ထဲမှာအေးမြစေပါတယ်။ဖရာတရားတန်ကရတနာ၃ပါးကုသိုလ်တရားတွေဟာလည်းပဲ လူတွေရဲ့စိတ်ကိုအေးမြစေပါတယ်။အဲ့ဒီလိုအေးမြတာချင်းတူတဲ့အတွက်ဖရာတရားတန်ခါယရနာ၃ပါးကုသိုလ်တရားတွေရဲ့နေရာမှာကျေးဇီကိုကိုစားပြု၍အသုံးပြုခြင်းဖြစ်ပါတယ်။ကုသိုလ်ကောင်းမှုပြုပြီးတိုင်းအမျှဝေ၍ကျေးဇီထူတဲ့အခါမှာကျေးဇီရဲ့အေးမြတဲ့အတန်ကိုကြားရတဲ့အခါဤအတန်သည်ဖရာတရားတန်ခါယရနာ၃ပါးကုသိုလ်တရားတွေရဲ့အတန်ပဲဆိုတဲ့အသိဝင်သွားအောင်လို့ကုသိုလ်ကောင်းမှုပြုပြီးတိုင်းပြုပြီးတိုင်း ကြီးစီထူရခြင်းဖြစ်ပါတယ်။တပည့်တော်မေးလျှောက်တာနှစ်ကြိမ်ရှိပါပြီ။ဖြေးချပေးတော်မူပါဖရာ။အိမ်ဖရာမှာတိတိစွမ်းကိုညံ့နေကတ်ကောင်းလားဖရာ။ဘယ်အချိန်ကတ်တင်ပြီးဘယ်အချိန်စွန့်တင်ပါသလဲဖရာတဲ့။ညံ့နေပိုင်းမှာဖရာရှင်ကိုတိတိဝလံတွေမကတ်ကောင်းပါဘူးနော်။ဘာကြောင့်ညနေပိုင်းမှာဖះရှင်ကိုတတိဝလံတွေမကတ်ကောင်းရတာလဲဆိုရင် ။တိတိဝလံတွေဟာယာဝကာလီကခဲဝဲထဲမှာပါဝင်နေတာကြောင့်၁၂နာရီကျော်လို့မွန်လွဲသွားပြီဆိုရင်တိတိဝလံတွေဟာဖះရှင်နဲ့မအပ်ဆက်တော့ပါဘူး။ဘယ်အချိန်မှကတ်တင်ပြီးဘယ်အချိန်မှဆွန့်ရမလဲဆိုရင်အာယုံတက်တဲ့အချိန်ကနေစပြီး၁၂နာရီထိုးတဲ့အထိကတ်ထားလို့ရပါတယ်။၁၂နာရီကျော်ပြီဆိုရင်တော့မွန်လဲသွားပြီ ဖြစ်တဲ့အတွက်ဆွန့်ရမှာဖြစ်ပါတယ်။ကတ်တဲ့အခါမှာလည်းပဲတိတိဝလံတွေကိုဒီတိုင်းမကတ်ဖဲနဲ့ ေးသေးချာချာခွဲချမ်းစိတ်ဖြာပြီးမှကပ်ပါလို့ပြောကြင်ပါတယ်။အရှင်ဖေရာရွာကိုတော့မသိပါဘူး။တစ်တော့ပေါ်မှာလူကြောက်လေးကို ရှင်ပြုတ်ပေးကြပါတယ်။လူကြောက်ဆိုတာရှင်ပြုတ်လို့ရပါသလား။ဖြေပေးပါဖေရာတဲ့။အဲ့ဒါသူတို့မသိလို့လုပ်ကြတာနော်။လူကြောက်ကရှင်ပြုတ်လို့မရပါဘူး။ဘာကြောင့်လူကြောက်ကို ရှင်ပြုတ်လို့မရတာလဲဆိုရင်ရှင်ဖြစ်ဖို့အတွက်တရဏဂုံကအဓိကကြပါတယ်။ ပရဏဂုံကိုပြည်ပြင်းအောင်ရွတ်ဆိုနိုင်မှရှင်ဖြစ်ပါတယ်။လူကြောက်ဆိုတာကပရဏဂုံကိုရွတ်ဆိုနိုင်တဲ့သူမဟုတ်ပါဘူး။ဒါကြောင့်လူကြောက်တွေကို ရှင်ပြုတ်ပေးလို့မရပါဘူး။အရှင်ဖေရမေးလျှောက်ခွင့်ပြုပါဖေရယဟန်ခံတိန်ဝင်တဲ့အခါဆရာတော်ကအသင်ယောက်ျားစစ်သလားကျွေးမီကင်သလားမေးပါတယ်ဖေရ။ဒါကြောင့်အကျွေးမှာ9000တထောင်ရောအကျုံးဝင်ပါသလားဖေရ။ဒိုင်းပေါ်မှာလည်းအချို့ဆဲလီအချောက်တွေ ယဟန်ခံရှင်ပြုနေတာလဲတွေ့ရပါတယ်ဖရာအဲ့လိုဆိုသူတို့ရောအပြစ်ဖြစ်ပါသလားဖရာတဲ့အကျွေးဆိုတာက9000ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်အကျွေးကအကျွေးပါပဲเนาะ9000 1000ဆိုတဲ့ပမာဏဟာအလွန်နည်းတဲ့ငွေကြီးပမာဏဖြစ်တဲ့အတွက်ဆက်ရတာလဲလွယ်ကူပါတယ်ဒါကြောင့်အကျွေးဆက်ပြီးမှယဟန်ဝတ္တာပိုကောင်းပါတယ်เนาะအကျွေးရှိတဲ့ပုဂ္ဂိုလ်တွေယဟန်ခံတဲ့အခါမှာ ယဟန်မဖြစ်ဘူးတော့မဟုတ်ပါဘူးယဟန်တော့ဖြစ်ပါတယ်သို့တော်လည်းပဲယဟန်ခံပြီးတဲ့ပုဂ္ဂိုလ်မှာဒုက္ခအာဘက်သင်ပါတယ်နော်အချောက်တွေယဟန်ခံတဲ့နေရာမှာလည်းပဲခန္ဓာကိုယ်ကယောက်ျားစင်စစ်အေကံဖြစ်တယ်ဆိုရင်ယဟန်ခံလို့ရပါတယ်ယဟန်ခံလို့မရတာဟာ ဥပဒောပြီးတာယဟန်ခံလို့မရတာပါပန်တုပ်၅မျိုးထဲမှာလည်းပဲယဟန်ခံလို့ရတဲ့ပန်တုပ်အမျိုးစားထဲမှာအချောက်တွေပါပါတယ် ဒါကြောင့်အချောက်တွေဟာယဟန်ခံလို့တဲ့စန္ဒရှိမယ်ဆိုရင်ယောက်ျားစင်စစ်အေကံဖြစ်ပါကယဟန်ခံလို့ရပါတယ်။ကိုးကွယ်တဲ့ဘာသာရေးကို မလိုက်နာပဲလူမျိုးရေးပွားများအောင် မလုံမီးတဲ့လူပြိုကြီးအပြိုကြီးတွေအပြစ်ဖြစ်တယ်ဆိုတာ ဟုတ်ပါသလားဖေ။တပည့်တော်ဖတ်ဖူးလို့ပါတဲ့။အဲ့ဒါဆိုရင်ဥသိန်းကိုယ်တိုင်လည်းအပြစ်ဖြစ်နေပြီเนาะ။ ဘာကြောင့်လဲဆိုတော့ဥစဉ်လဲအိမ်ထောင်ပြုတ်ပြီးတော့လူမျိုးရေတိုးပွားအောင်မလုံးမိလို့ပဲဖြစ်ပါတယ်အဲ့ဒီအယူဆတွေက လွဲမှားတဲ့အယူဆတွေပါနော်ဗုဒ္ဓဘာသာဆိုတာကလေသားဖောက်ပြီးလူမျိုးရေတိုးပွားအောင် လုပ်တဲ့ဘာသာမဟုတ်ပါဘူးနော်ဗုဒ္ဓအဆုံးအမတိုင်းကြင့်ကြံနေထိုင်တဲ့ဘာသာဖြစ်ပါတယ်အပြစ်ဖြစ်ရတဲ့အကြောင်းရင်းကလည်းပဲ ဗုဒ္ဓအဆုံးအမတိုင်းကြင့်ကြံနေထိုင်ခြင်းမရှိဘဲမကောင်းမှုအကုသို့ဒုစရိုက်ကိုကျူးလွန်လို့ဖြစ်ပါတယ်။မကောင်းမှုအကုသို့ဒုစရိုက်ကိုကျူးလွန်နေတဲ့ရွေးကတော့အပြစ်ဖြစ်နေအောင်မှာပဲဖြစ်ပါတယ်။လူမျိုးရေပွားများအောင်လှုပ်ခြင်းမလှုပ်ခြင်းနဲ့လုံးဝမဆိုင်ပါဘူး။